အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည် Boss ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် Minecraft Bible Series Amazing Crab Episode 6ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်က live ပြဆရာရှိပါခင်ဗျာဘာလို့ဆိုတော့ကျွန်တော် data ထဲမှာပဲရှိရဲ့ကျွန်တော်ဒီအနီးနားမှာပဲရှိရဲ့တခြားအာတခြား နေရာပဲเนาะပြီးတော့လဲကျွန်တော်ခွေးလေးတစ်ကောင်ထည့်ရထားပါတယ်ဒီခွေးကြီးဘာကြောက်ရလာလဲဆိုတာကိုလဲကျွန်တော်ထပ်ပြီးရှင်းပြပါအောင်မခင်ဗျာထပ်ပြီးပြောပြပါမယ်ဒီခွေးဘယ်ကရလဲလဲပြောပြမယ်ဒါလေးကတော့ကျွန်တော်ရဲ့ dog ခန်းလေးခွေး ame animal ခန်းလေးကိုပြင်ဆင်ထားတယ်ဒါကတော့ကျွန်တော်ရဲ့ငကိုခွေးလေးပါเนาะသူ့နာမည်ကိုကျွန်တော် flash လို့ပေးထားပါတယ်ခင်ဗျာဒါလေးကတော့ခွေး banana လေးပဲဖြစ်ပါခင်ဗျာ hello flash အေးအပေါ်မှာတကောင်ကောင်ရှိရခုနရိတ်တွေ့လိုက် hello flash ဒီအောက်ကခွေးလေးနာမည်ကိုကျွန်တော်မပေးရသေးဘူးခင်ဗျာစဉ်းစားထားပါအောင်မယ်ခင်ဗျာ Hello ဒီကောင်ကကြတော့ကျွန်တော်ဘေးအတွေ့လဲကိုကျွန်တော်ပြီးမှပဲပြောပြမယ်ဒါမဲ့အရင်ဆုံးတော့သူ့နာမည်လေးကိုစဉ်းစားပေးကြပါအောင်ခင်ဗျာဒါတော့ကျွန်တော်အောက်ထပ်အခန်းလေးပဲဖြစ်ပါတယ်ကျွန်တော်အိမ်ထဲကိုလည်းပစ္စည်းတော်တော်များများပြင်ဆင်ထားရပါတော့အာမနေ့နဲ့ဒီနေ့ပြင်ဆင်ထားတာပါဒါတော့ကျွန်တော် chef room မှာ chef ထက်ထည်ထားတယ် Okay ဒါ chef ထက်ထည်ထားတယ်အာပြီးတော့ဒါကတော့ကျွန်တော်ရဲ့ cooking and crafting room ပဲဖြစ်ပါခင်ဗျာဒီမှာဆိုလဲတိတိကျကျလေးကိုအလှဆင်ထားတယ် အဲတချို့ကြာတော့မထက်ရသေးဘူးပေါ့နော်ဒီမှာဆိုလဲကျွန်တော်ဒါအောက်ခံလေးကိုဒီဟာလေးတောင်းထားတယ်ပြီးတော့ဒါထက်လောက်ထားပေါ့နော်ဒီလိုလေးအလှဆင်တိုင်းတိတ်ရွယ်လေးနဲ့ပြီးတော့ဒါလေးလောက်ထားဒါတော့မလို့ရတဲ့ဟာပဲပေါ့နော်ဒါဆိုရင်အဲကျွန်တော်လုံးမထားရတာဒါပေမဲ့သူ့နေရာနဲ့သူထားပေါ့နော်ကျူတင်နေရာချထားတာပါကျွန်တော်ကုံတာဆိုလို့ဆိုင်းမှုဘိုးပဲကုံပါလေဒါတွေကတော့အမှ MV တို့ကျနောက်ပြီးတော့ဒီမှာဆိုလို့ရှိလဲကျွန်တော်တို့အဲဒီမှာဆိုလို့ရှိလဲအဲဆိုတော့ ူနေနဲ့သူထားမှုတော့ကိုကျွန်တော်ထားတာပါတယ်ဒါပေမဲ့ကျွန်တော်ရမှထားပါမယ်အမ်ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ chat တဲ့ငါတကဟောင်းဝိုင်းနော်အလပြင်လိုက်မယ် okay ရပြီဗျဟိုဘက်တကောဒါကတော့ကျွန်တော်ရဲ့ပုံမှန်အတိုင်းလေးပဲဖြစ်ပါကမန်ဒါကတော့ကျွန်တော်ရဲ့ပုံမှန်ဒါဆင်မြင်ဒါကတော့ပုံမှန်အပြင်ဘက်လေးပဲဖြစ်ပါတယ် Okay so ကျွန်တော် chef တဲ့မှာဆိုလို့ရှိရင်ကျွန်တော်တက်သားရတော့ကျွန်တော်ကုံသွားပြီဘာလို့လဲဆိုတော့ကျွန်တော်အဲ ဆိုင်ပုတ်လိုက်တာတို့ပြီးတော့စစ်တာထက်လောက်တာတို့ပြီးတော့ထက်ခုတ်တာတို့နဲ့ဆိုတော့ကျွန်တော်တော်တော်များများတော့တစ်တားကြီးကုံသွားပြီးဒီထက်တစ်တားကြီးလည်းကုံသွားပြီပေါ့နော် Okay ဆိုတော့အခုကျွန်တော်ဘာပြမလဲဆိုလို့ရှိရင်ကျွန်တော်ခေါင်းစဉ်နဲ့လိုက်အောင်ကျွန်တော်ဆဖနာနေမြေဘဲမှာပေါ့နော်တောင်မြောက်အရှိနောက်တောင်မြောက်ရှိရဲ့အဲအရှိနောက်တောင်မြောက်၄ခုလုံးမှာကျွန်တော်တို့ထူးခြားတာဘာတွေရှိတယ်ဆိုတာလိုက်ပြမှာပဲဖြစ်ပါခင်ဗျပြီးတော့ကျွန်တော်လှုပ်ထားတဲ့အရာလေးနောက်တစ်ခုရှိပါတယ် အဲ့ဒါလေးလည်းကျွန်တော်ပြမယ်နောက်ပြီးတော့ကျွန်တော်တရိတ်ဆန်နောက်တစ်ကောင်လည်းထပ်ရထားပါသေးတယ်ဒါကတော့ကျွန်တော်ပြီးရင်ပြမယ်ဒါနဲ့အရင်ဆုံးကျွန်တော်ပြမှာကျွန်တော်ပြုတ်လောက်တာရဟာပဲဖြစ်ပါရဲ့အဲ့ဒါပါလဲဆိုရင်တော့ဟော new wait 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 still အော်ဟုတ်ပါ Okay ကျွန်တော်ဗာပြမလဲဆိုတော့ ီကလေးပဲဖြစ်ပါရဲ့ခင်ဗျာဒါကတော့ကျွန်တော်ပါနဲ့တူတယ်ဆိုလို့ရှိလို့ရှင်သူကလမ်းညွန်တဲ့ဟာကိုပေါ့နော်ကျွန်တော်လှုပ်ထားတာဖြစ်ပါရဲ့အဲဆိုဒီအချုံအပြထားတဲ့ဟာဒီအချုံဆိုရင်ဒီဘက်ကိုပြထားပါတော့ဒီဘက်ကျွန်တော်အိမ်ပဲအဲဆိုလို့ရှိရင်မမြင်ရလားမသိဘော့စ်ဟောက်စ်ဘော့စ်ဆိုတာကျွန်တော်ဟောက်ဆိုတာကျွန်တော်အိမ်ဆိုဒီဘက်ချမ်းကြည့်မယ်ဆိုလို့ရှိရင်ဘော့ဟောက်စ်ဒါကြီးကကျွန်တော်အိမ်ပါတော့ဟုတ်ကဲ့ဒါဆာဖာနာဒါကြီးကဆာဖာနာမြေဆိုတဲ့အတွက်ကျတော့ဆာဖာနာလို့ပေးထားပြီပါဒါကတော့ဒီဘက်ကိုညွှန်ပြတာလေဒီမှာပါရတဲ့လဲဆိုလို့ရှိရင် ဂျန်ဂယ်လို့ရေးထားပါတယ်မြင်ရတာမသိဘူးဂျန်ဂယ်လို့ရေးထားအဲ့ဆိုကျွန်တော်ဒီဘက် channel ပြတယ်ဆိုတော့ဒီဘက်မှာဂျန်ဂယ်ရှိလားမရှိလားကျွန်တော် live ပြပါမယ်ဖြစ်ပါတယ်ခင်ဗျာအဲ့ဆိုတော့ကြားကြမယ် let's go စားလာမှာခါရယ် okay ဟိုဘက်မှာမြင်ရတဲ့အတိုင်းပဲဂျန်ဂယ်ပဲဖြစ်ပါခင်ဗျာအခုမြင်တွေ့နေရတာကတော့ကျွန်တော်တို့ရဲ့ sign mode ပြထားတယ်ကျွန်တော်တို့ကပေါ့မြားထိုးထားတယ်ပေါ့နော်ကျွန်တော်တို့အင်အားဟိုဘက်မှာဆိုလို့ရှိရင်ဒီမှာအချော့ထားတဲ့နေရာတော့ဂျန်ငယ်ပဲပြပါခင်ဗျာအဲဆိုရင်ကျွန်တော်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်ခုနရခဲ့တဲ့ခွေးလေးရလဲကျွန်တော်ဒီဂျန်ကေရရတာပဲဖြစ်ပါခင်ဗျာဒီဂျန်ကေဘက်ကိုကျွန်တော်တွားတွားရင်းနဲ့ပေါ့နော်ကျွန်တော်တို့ဂျာလီဒီဂျန်ကေမှာရှိတယ်ကျွန်တော်တို့ဒီခွေးလေးတကာကိုကျွန်တော်ဘုံကျွေးပြီးခေါ်လာခဲ့ရပါဖြစ်ပါခင်ဗျာအဲ့ဒါကြောင့်ဒါဂျန်ကေရရဲ့ခွေးပေါ့နော်အခုသူကသူ့နယ်နဲ့သူ့မျိုးစိတ်နဲ့သူခွေးလေးရှိမယ်ချက်တူလေးသူမျိုးစိနဲ့သူခွေးလေးစပွန်နေပါတော့ကျွန်တော်ဆဗာနာရရဲ့ခွေးဆိုလို့ရှိလဲဟိုင်းနာနဲ့တူရယ်ပေါ့နော်ဟိုင်းနာမျိုးစိတချို့ဟိုင်းနာမျိုးစိနဲ့တူရယ် ဒီဂျန်ကေရရဲ့ခွေးဆိုလို့ရှိလဲကျွန်တော်တို့သူကအညူရောင်လေးပဲပေါ့နော်။အိုကေဆိုတော့ကျွန်တော်အိမ်ဘက်ကိုပြန်ရပဲ။ဟိုမှာဆိုလို့ရှိကျွန်တော်ရဲ့လက်ပတ်တော့အိမ်။ဟုတ်ပါပြီ။ဆိုတော့ကျွန်တော်ဒါကတော့ဂျန်ကေဘက်ကနေပဲပြန်လာခဲ့တာပဲဖြစ်ပါခင်ဗျ။အဲဆိုကျွန်တော်ထပ်ပြီးပြဆက်ရှိပါတယ်။ကျွန်တော်ပြမယ့်အကောင်လေးဆိုတော့ကျွန်တော်မြင်းလေးတစ်ကောင်ရထားပဲခင်ဗျ။ဒါပေမဲ့သူ့ကိုစီမဆက်တော့မရှိဘူး။အာဒါပေမဲ့ဒီမြင်းလေးရတာပဲခင်ဗျ။ကျွန်တော်ဒီမြင်းလေးလှလို့ပေါ့နော်။ကျွန်တော်ကြိုက်တဲ့ပုံစံလေးလည်းဖြစ်လို့ကျွန်တော်ငွေထားပဲဖြစ်ပါခင်ဗျ။ဒါဆိုရင်ကျွန်တော်ဒီ jungle bag ရဲ့ နောက်ပြီးတော့ကျွန်တော် homes ရယ်ကျွန်တော် house ရယ်ပြပြသွားဆိုတော့ကျွန်တော်ဒီအရှိတ်ဘက်ကိုပြမယ်ဒီအရှိတ်ဘက်က desert and ocean ocean ဆိုတာတောင်ဝင် ocean မဟုတ်ပါဘူး desert and ocean ဆိုတော့ပြောချင်တဲ့ tip ပဲကကန်နာယာနဲ့ဘာလဲတမုတ်တရားလို့ပြောမှာမသိကန်နာယာနဲ့တမုတ်တရားလို့ခေါ်လာမသိဆိုတော့အခုကျွန်တော်တို့ desert နဲ့ ocean ဘက်ကိုသွားရပါပဲဖြစ်ပါခင်ဗျာတောင်ဝင် ocean ဘက်ကိုတောင်ဝင် ocean ဘက်ကိုသွားပြမယ်โอเคဆိုတော့ဒါကတော့ကျွန်တော်တို့ဆက်စပ်ဦးဆုံးချက် အပီဆိုဝါမှာတွေ့ခဲ့ကျွန်တော်မြင်းပြူလေးပါတော့ကျွန်တော်လူချင်းနဲ့ဆိုမြင်းပြူလေးဒါပေမဲ့သူတော့မဟုတ်ပါဘူးခင်ဗျာကဲဆိုတော့စကားတိုင်းမှာကျွန်တော် desert တော့ရောက်လာပြီခင်ဗျာဒါ desert ကန်နာရပဲဖြစ်ပါခင်ဗျာအဲဒါတော့ကျွန်တော်ပြီလာတူးမဲ့မိုင်းမဟုတ်ပါဘူးဒါတော့ desert နယ်မြေပဲဖြစ်ပါခင်ဗျာဟိုဘက်မှာဆိုလို့ရှိရင်တော့ကန်နာရတလျှောက်ရှိတယ်ဒီဘက်ချမ်းမှာလည်းကန်နာရတလျှောက်ရှိတယ်အမ်အရှိတက်တက်ဆက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနကပြောရဲပင်လေပင်လေမဟုတ်တမုတ်တရားပဲထားရပါတော့ ocean ကျွန်တော်တို့ ocean ဆိုတော့ဟိုပါဗောနော်ဂျပန်က ocean တော့မဟုတ်ပါဘူးဂျပန်နိုင်ငံက ocean လေးလေအခုကျွန်တော် TikTok မှာခေစားနေပြန်ခေစားလာတယ်ဒါဆိုတော့တည့်ရတိုင်းမှာပဲဒီဘက်မှာပြန်လာကြောက်တန်းအာ double ဆိုတော့ကျွန်တော်အဘက်ကိုဟိုဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ပါကျွန်တော်ပြန်လည်းပဲခေစားရမှာဗောနော်အဲအနောက်ရက်တို့ခီးသွားခြင်းတွေပဲဖြစ်ပါမယ်ဒါပေမဲ့အခုကျွန်တော်တို့ရောက်လာတဲ့အဘက်ကတော့ကျွန်တော်ရောက်လာရဲ့ရှိဘက်ကတော့ကျွန်တော်ဒါရှိဘက်ဖြစ်ပြီးခုနကကျွန်တော် boss house ရှိတဲ့ဘက်ကတော့ မြောက်ဘက်ဖြစ်ပါတယ်ခုနကကျွန်တော်ဂျန်ကဘက်ကိုသွားတော့တောင်ဘက်ပဲဖြစ်ပါတယ်ဆိုအနောက်ဘက်လဲကျွန်တော်ထပ်ပြအောင်မဒါကတော့ desert ပဲဖြစ်ပါတယ်ခင်ဗျ desert ဆိုတဲ့အတိုင်းပဲပေါ့တော့မှကျွန်တော်တို့ zoom ကြည့်လိုက်ဒါကတော့ desert ပဲဖြစ်ပါတယ်အရှိတ်ကနည်းနည်းလေးအရှိတ်သွားရင်တော့အဲတမုတ်တရားရှိရဒါကတော့ကျွန်တော်ပြီးတူးမဲ့ review ပဲဖြစ်ပါတယ်ခင်ဗျဒါပေမဲ့ zoom ကြီးရှိလို့ကျွန်တော်တိတ်ချမပြလိုက်တော့ဘူးနော် ဒါကျွန်တော်ပြောရဲပေါ့နော်ဟိုအဲလေတာလေးရောပိုးဆုံးကြည့်လေပိုးပိုးဆုံးကြည့်ကခရစ်ပါပြက်နေဟိုဒါကျွန်တော်ပြောပိုးဆုံးကြည့်လေပေါ့နော် အခုတော့အိတ်လိုက်ပါတော့ခင်ဗျာကဲဆိုတော့ကျွန်တော်ပြတက်ဆက်အထက်ရှိပါသေးတယ်အဲ့ဒါပါလဲဆိုကျွန်တော်အနောက်ဘက်ကြံပါသေးရဲ့ဆိုတော့အနောက်ဘက်ကိုကျွန်တော်တို့တစ်ချက်တော့ကြည့်အောင်မယ် တော်တို့ရဲ့အနောက်ဘက်ကတော့ကျွန်တော် block လုပ်ခံပြပါအနောက်ဘက်မှာဆိုလို့ရှိရင် jungle bridge forest and dark forest shield เนาะတော်တော်ဒီအနောက်ဘက်မှာဆိုလို့ရှိရင်တော့တစ်တော်အသုံးဟုပေါ်ရပါเนาะအဲ့ဆိုကျွန်တော်အနောက်ဘက်ကိုတွတ်ကြည့်အောင်ကျွန်တော်ပြောရစကားနဲ့ညီလားမညီလားရှိလားမရှိလားဆိုတော့တွတ်ကြည့်အောင် let's go ဒါကြီးကတော့နောက်ဘက်မှာရှိရဲ bridge forest ပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့တစ်ဖြူတွေရှိရဲ့နေရာပေါ့နော်အာသူ့နောက်ကိုနည်းနည်းဆက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနကပြောရဲ dark forest ရှိပါတယ်အဟိုးဘက်ခြံနဲ့တော့မှဆိုလို့ရှိရင်တော့ jungle ထက်ရှိရပါတော့။အဲဒါပေမဲ့ jungle ဘက်ကတော့ကျွန်တော် jungle ဘက်ကကျွန်တော်တို့ဗာလဲမြောက်ဘက်မှာလည်းရှိပွားရဆိုတော့တာဘက်ကအာနောက်ဘက်က jungle ဟောကျော်ပြဆက်မလို့တော့ဗာဒါပေမဲ့ဒီဘန်းလေးလာတယ်။ကျော်အိမ်မှာလာဆင်လိုက်တော့။အင်းကျော်အိမ်လေးက perfect ဖြစ်သွားတယ်ဗျာ။အဲကျော်ကျော်ယူသွားလိုက်မယ်။အာပြောရလို့ရှိလို့ရှိရင် ကျွန်တော်ခုန deck forest ပြမယ်ကျွန်တော်တစ်တားရေတော်တော်များများရလို့ရှိလို့ရှိရင်ကျွန်တော်လူကျင်တဲ့ဟာလည်းကျွန်တော်စောက်လို့ရမှာပေါ့နော်โอเคဆိုတော့တစ်တားရေကတော့ကျွန်တော်လိုတော့မလိုဘူးအာတစ်တားရေအမှန်တိုင်းပြောလို့ရှိရင်တကယ်ပြောရင်မလိုဘူးဗျနည်းနည်းအိမ်ဆောက်တန်နဲ့ဘာညာလောက်ပဲလိုတာပေါ့နော်ဟမ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တဖြည်းဖြည်းနဲ့ deck forest နေရာကိုရောက်လာခဲ့ပါပြီဖြစ်ပါတယ်ဗျာအဲဒါတော့ deck forest ပေါ့နော်ဒီဘက်မှာဆိုလို့ရှိရင်နော်ဟိုးဘက်ကိုဆက်သွားမှာဒါ ဟိုဖလေကြအိမ်အကြီးအိမ်တွေးနေကြအဖလေကြအိမ်ကြီးရဲ့ပတ်ပတ်လည်းမှာခါလေကြပေါက်နေကြ Dark Forest ပြေးနေပေါ့နော်။အေးဟိုမှာတခွေးလေးတကောင်။ဒါပုံမှန်ငါယူလည်းမပါတော့။ဒါပုံမှန်ခွေးလေးပေါ့နော်။ Hello 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 baby ပေါ့။ Woof ။အဲဒါ Dark Forest ။အမဟိုမှာ baby baby woof ။ကဲအိမ်သွားအောင်။ဒါတော့ကျွန်တော်အိမ်ပြန်ရောက်လာပြီဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ပြထားတဲ့အတိုင်းပေါ့နော်။ဒါကြီးကတော့ကျွန်တော် ြံကဲ bridge and that forest ဒါတော့ဟိုဘက်ကျမှကြံကဲဒီဘက်ကျကျွန်တော်အိမ်အာပြီးဟိုရှိရတော့ desert and ocean ဆိုတော့ကျွန်တော်မနေ့ကကျွန်တော်အိမ်ပတ်ပတ်လေးလိုက်ကြည့်တယ်ဆိုတော့ကျွန်တော်အဲ့အိုက်တွေ့ရတယ်ကျွန်တော်နောက်ကျကျွန်တော်နေနေရစုံနေပေါ့နော်တချို့ဟာကြီးစုံနေဆိုတော့ကျွန်တော်အဲ့လေးကလိုက်ပြရမယ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်မနေ့ကလည်းတစ်ချောင်းလုံးကျွန်တော်ပတ်ဝန်းကျင်လိုက်ကြည့်တယ်ဘာကြီးလာလဲဘာကြီးဘာကြီးရှိတယ်လဲဘာကြီးပေါ့နော်အဲ့လိုလာတဲ့ဟာညှက်ရှိမှာဘယ်ညှက်ရှိမှာဆိုတော့ကျွန်တော်လိုက်ကြည့်နေတယ်ကျွန်တော် ျွန်တော်ဒေတာတော်တော်များများစုံနေပါတော့ဆိုတော့တော်တော်များများ forest တွေလည်းရှိရယ်ဆိုတော့များများရှိတယ်နောက်ပြီးတော့ကျွန်တော် mind to map ravine ကိုလည်းကျွန်တော်လိုက်ပြမယ် okay ဒါကတော့ကျွန်တော် to map ravine ပဲဖြစ်ပါတယ် whole out to map ဒါပေမဲ့ဒီဒီ episode ဆင်မှာတော့မတူဘူးကျွန်တော်လာမယ့် episode 7ကျမှပဲကျွန်တော် to map ပဲဖြစ်ပါခင်ဗျ to map ပဲဖြစ်ပါတယ်တော်ခုရရဲ့ဆဖာနာနယ်မြေလို့ကြော်ကြိုက်ရပြဘာလို့လဲဆိုတော့သူကတောင်မြောက်ရှင်းောက်တောင်မြောက်အကုန်လုံးဒီပါတခြား ဟို biome ရှိရပေါ့နော်ဥပမာဆိုလို့ရှိရင် tag forest bridge forest jungles there is an ocean တော်တော်များများလည်းရှိရဆိုကျွန်တော်တဘောကြပါတယ်ဆိုတော့နောက်ဗီဒီယိုကြရင်တော့ကျွန်တော်အိမ်တွေပါစောက်မှုကတော့ရှိတော့ရှိတယ်နောက်တခြားပစ္စည်းလေးစောက်မှာပေါ့နော်အဲဒါပေမဲ့အများအပြည့်ကတော့ကျွန်တော်ခီးထွက်မယ်ကျွန်တော်မရှိရရတနာရှာမယ်ကျွန်တော်နေရအစ်စ်တွေတွားမယ်ရှာမယ်ပြီးရင်မိုင်းတွေတူးမယ်ရတနာရှာမယ်ဒီ Minecraft ထဲမှာအစ်စ်ပါလာရဲ့နည်းမြေတွေလည်းတွားမယ်ရတနာတွေလည်းရှာမယ်ဆိုတော့ကျွန်တော်အတွက်ကတော့ဒီလောက်ပါပဲခင်ဗျာခီးရထွက်မယ်ဆိုတော့ আৰু মই এটি ভিডিঅ' লৈ দিলোঁ বাই